အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရစေ။ဒေါသစိတ်ကိုလေးနဲ့အတူလွန်ပါပါစေ။တခါကလူတယောက်ရှိတယ်။သူကအခြားလူနဲ့ညှဉ်းခုံရင်ဖြစ်ရလို့ဒေါသထွက်ကြိုင်။အိမ်ကိုအမြန်ပြန်ပြေးပြီးနေအိမ်ကို သုံးပတ်ပတ်တက်တယ်။သူဟာအလုပ်ရန်ကြိုးစားသူဖြစ်တာကြောင့်နေအိမ်တေးသေးလေးကနေအိမ်ကြီးချမ်းမြေကြီးတွေကို ပိုင်ဆိုင်လာခဲ့တယ်။ နေအိမ်ဘလောက်ကြီးကြီးတခြားလူနဲ့ညင်ခုံရံဖြစ်ရတိုင်းသူဟာနေအိမ်နဲ့ချမ်းမြေကိုသုံးပတ်ပတ်စမြဲဖြစ်တယ်။ရံဖြစ်တိုင်းဒေါသထွက်တိုင်းနေအိမ်နဲ့ချမ်းမြေတွေကိုသုံးပတ်ပတ်တတ်တယ်။သူ့ကိုမိတ်ဆွေတွေကနားမလဲဘူး။ဂျာကိုမိတ်ဆွေတွေကဘလို့မင်းမင်းသူပြန်မရှင်ပြခဲ့ဘူး။နောက်တော့အသက်ကြီးပြီးတဖြည်းဖြည်းသူအိုမင်းလာတယ်။ပိုင်ဆိုင်တဲ့ချမ်းမြေတွေကလည်းပူပူကျဲလာတယ်။ ဂျာရောင်သူဟာဒေါသထွက်တိုင်းဒုက္ခောက်ကိုင်းမီချက်မြေကို သုံးပတ်ပတ်တုံးကျဲပြက်တဲ့ချက်မြေကို သူသုံးပတ်ပတ်ပြီးနေလဲဝင်ပါပြီတနေ့မှာတော့မြေးဖြစ်သူကသူကိုမေးတယ်ပို့ဖို့အသက်ကြီးပြီဒီပဝန်းချင်းမှာအဖိုးပိုင်တဲ့ချက်မြေကအကျယ်ဆုံးပဲဂျာကြောင့်အရင်ကလိုဒေါသထွက်တိုင်းချက်တွေကို အဖိုးမပတ်သင့်တော့ဘူးအဖိုးကဘာဖြစ်လို့စိတ်တူဒေါသထွက်တိုင်း နေအိမ်ခြံတွေကိုသုံးပတ်ပတ်ရတာလေမြင်းကိုပြောပြပါမြင်းရဲ့တောင်းဆိုမှုကြောင့်နှစ်လကြာရင်ထဲထည့်တင်ထားတဲ့ရှုံးဝက်ချက်ကိုသူပြောပြလိုက်တယ်အပိုးငယ်ငယ်တို့ကတခြားလူနဲ့ရံဖြင်းညင်ခုန်နိုင်နေအိမ်ကိုသုံးပတ်ပတ်တယ်ပတ်နေတော့မှစဉ်းစားတယ်ငါအိမ်ဒီလောက်ငယ်တာပိုင်နဲ့မြေဒီလောက်နေတာတခြားလူနဲ့ရံဖြင်းညင်ခုန်ဖို့ဘယ်မှအချိန်ဘယ်မှအရေးချင်းရှိလိမ့်မလဲ ဒီလိုစဉ်းစားလိုက်ရင်ဒေါသစိတ်ကပြေသွားတယ်။ကြံတဲ့အချိန်နဲ့အလုပ်ကိုပိုကျိုးစားလုပ်လိုက်တယ်။ဒါပေမဲ့အခုအဖိုးအသက်ကြီးပြီ။ပိုင်ဆိုင်တဲ့ညီတွေကလည်းကျေတထက်ကျေလာခဲ့ပြီ။ဒါတော့ဖိုးဖိုးကစိတ်တူတိုင်း channel ကိုပတ်နေတော့မယ်။ဘာလို့လဲ။ဒီရွယ်ရောက်လဲဖိုးဖိုးစိတ်တူဒေါသထွက်တတ်တော့မယ်။စိတ်တူလို့အိမ်ချံကိုသုံးပတ်ပတ်တိုင်းဖိုးဖိုးစဉ်းစားတယ်။ငါအိမ်တလောက်ကြီးတာငါချန်တလောက်ကျဲတာ တခြားလူနဲ့မလို့အပ်ပဲဘာဖြစ်လို့ရေးကြီးခွင်ကျဲလုံနေအောင်မလဲပေါ့အဲ့ဒီလိုစဉ်းစားလိုက်ရင်ဒေါသစိတ်ကပြေသွားတယ်အဖိုးအိုဟာဘဝကိုနားလဲတယ်အသိဉာဏ်ရှိသူဖြစ်တယ်ဒေါသစိတ်ကိုဘလို့ဖြေဖြောင်းရမလဲဆိုတာကိုသိသူဖြစ်တယ်လူတွေစိတ်တို့ဒေါသထွက်ချိန်မှာမကောင်းတဲ့စိတ်ခံစားချက်က လူခန္ဓာကိုယ်ထဲမှာပြင်းထန်တဲ့ပြောင်းလဲမှုကိုဖြစ်ပေါ်စေပါတယ်ခန္ဓာကိုယ်ရဲကနေဟော်မုန်းဒါမှမဟုတ် တခြားဓာတုပစ္စည်းတွေကိုထုတ်လွှတ်ပါတယ်။ဓာရီဟာခန္ဓာကိုယ်ကိုကြီးမားတဲ့အန်ဂျီဖြစ်စေပါတယ်။စိတ်ပညာရှင်တဦးက ရေခဲရေဖန်ခွက်ထဲကိုဖန်ပိုက်တစ်ချောင်းထိုးထည့်ပြီးစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့တယ်။စမ်းသပ်မှုမှာစမ်းသပ်ခံသူဟာဖန်ပိုက်ထဲကိုလေးမှုတ်ထည့်လိုက်တယ်။မုတ်ထဲလိုက်တဲ့လေက ရေခဲပိုက်ထဲဆိုင်ခဲပြေစုထွေးသွားတယ်။တာမန်စိတ်နဲ့လူတယောက်မုတ်ထဲလိုက်တဲ့လေကြောင့ ဖြစ်လာတဲ့ဆိုင်ခဲကကြည်လင်မိအယောင်စိတ်မရှိဘူးစိတ်တူဒေါသထွက်နေသူတယောက်မှုတ်ထဲလိုက်တဲ့လေကြောင့်ဖြစ်လာတဲ့ဆိုင်ခဲမှာတော့အစိတ်တွေရှိနေတာကို တွေ့ရတယ်စိတ်တူဒေါသထွက်တဲ့လူတယောက်တဏှာကြီးလောက်မှုတ်ထုတ်တဲ့ဆိုင်ခဲကလူကိုယ်တော်သိစေနိုင်တယ်လို့ဆိုပါတယ်စိတ်တူဒေါသထွက်ရင်အခြားသူနဲ့အလွဲတကူရန်သူဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုကိုယ်တိုင်ဖြစ်ဖြစ်တခြားသူကြောင့်ဖြစ်ဖြစ် အလွဲတကူဒေါသမထွက်သင်ပါဘူးဒေါသစိတ်ကိုဖြေလျော်နေတဲ့ချို့ကနံပါတ်၁စိတ်တို့ဒေါသထွက်ရတဲ့အရင်းမြစ်ကိုစမ်းစစ်ပါရည်ရွယ်ချက်ဖြင်းမြောက်ခြင်းတခြားနည်းကိုစိတ်အေးအေးနဲ့တွေ့ကြပါနံပါတ်၂ရည်တွက်တာဖြစ်ဖြစ်အနှင်းပြေးတာဖြစ်ဖြစ်လူမရှိတဲ့အရာမှာအတန်ကုန်အော်ဟစ်တာမျိုးဖြစ်ဖြစ်စိတ်ထွက်ပေါက်ကိုရှားပါ ကိုကိုကိုစိတ်ဖိအားသိမ့်မပေးပါနဲ့ နံပါတ်3သူ့ဖက်ကနေပြီးပြဿနာကိုတွေးတောကြည့်ပေးပါနံပါတ်4မြစ်တာရနိုင်တဲ့ဤမျိုးကိုရှာပါနံပါတ်5ကိုကိုကိုယုံကြည်မှုရှိပါရင်ပတ်ကြဲကြဲထားပါနံပါတ်6မချိနဲ့ကြာကိုမှန်တိုင်းယူတာမှုအပြင်နဲ့ကြာဝင်တိတိပြောဆိုပါစိတ်တို့ဒေါသထွက်စေမဲ့ဤကိုအသုံးမပြုပါနဲ့နံပါတ်9 ကိစ္စရက်ကိုဖြေရှင်းမှာပုံကိုရေးကိုမထိခိုက်ပါနဲ့နံပါတ်၈အတွေ့အကြုံသင်ခန်းစာကိုရာယူပါစိတ်တည်တည်ငြိမ်ငြိမ်ထားပါစိတ်တို့ဒေါသစိတ်တွေနေနဲ့အတူလွင်ပါခွင့်ပေးလိုက်ပါတဲတပွင့်ရဲ့ကံကြမ္မာဟိုးရှိရှိတုန်းကကမာကောင်းမွေးသူတယောက်ဟာအလှဆုံးအကြီးဆုံးပလဲတလုံးကိုပြိုးဖို့စိတ်ကူးလိုက်တဲ့ ဂျာကြောင့်သူဟာပင်လယ်ကမ်းဆက်ကိုသွားပြီးတဲရိကိုရွေခဲ့တယ်။တဲတပွင့်ရွေတိုင်းတဲရိကိုပလဲဖြစ်ခြင်းမဖြစ်ခြင်းသူမေးတယ်။အမေးခံရတဲ့တဲတိုင်းကပလဲမဖြစ်ခြင်းကြောင့်ကောင်းခံရင်းစံနေ။ကမာကောင်မွေးသူဟာမနက်ကနေညနေအထိရွေပေးမယ်။ပလဲဖြစ်ခြင်းနဲ့တဲတပွင့်တော့မတွေ့ခဲ့ဘူး။သူမျောလင့်ချက်မဲ့နေချိန်မှာတဲတပွင့်ကပလဲဖြစ်ခြင်းနဲ့လို့ဆိုလာတယ်။ ပလဲဖြစ်ခြင်းနဲ့တဲပွင့်ကိုဘေးကကျန်တဲ့တဲတွေကလောင်ရဲကြတယ်။တဲပွင့်ကိုတုံနေ။ဆွေမျိုးအပေါင်းအသင်းကိုခွဲပြီးကမာကောင်ဝင်းနေဝင်နေ။နေမမြင်လမမြင်ဆိုထိုင်ထိုင်နေ။လေဝဝမရှူရသလို။မောင်မဲမဲအေးဆက်ဆက်တယောက်တည်းအထီးကျန်ရတယ်။သွားနေဖို့မထိုက်ဘူးလို့ဝိုင်းရဲကြတယ်။အပေါင်းအသင်းတွေဘလို့ပဲလောင်ရဲလောင်ရဲ။တဲပွင့်ဟာနောင်ကြမရစတဲ့။ မကောင်မွေးသူနောက်ကိုလိုက်သွားတယ်။ဒီလိုနဲ့ရမလာလာမနဲ့အလီလီပြောင်းသွားတယ်။တဲပွင့်လေးဟာအခက်ခဲဆင်းရဲဒုက္ခတွေကိုခံပြီးလှပလင်းလက်တဲ့အဖိုးတန်ပလဲတလုံးဖြစ်လာတယ်။သူ့ကိုလောင်ရဲခဲ့တဲ့တဲပွင့်တွေကတော့ကန်းဆတ်မှာတဲမုံတွေဖြစ်ကြံရှိနေတော့မှာပဲ။တကယ်တော့လူတိုင်းအဖိုးတန်ပလဲတလုံးဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်းမှာကိုပိုင်ရည်ချင်းကိုစီရှိကြတယ်။လှပတဲ့အဖိုးတန်ပလဲတလုံးဖြစ်ချင်းရင်ပြဿနာခက်ခဲတွေ့တိုင်းမတွန်ဆုံရဘူး။တခြားလူနဲ့မတူလို့ဆိုပြီးကိုကိုကိုမတိမ်ငယ်ရဘူး။လူဘဝဆိုတဲ့ကမာကောင်းတဲ့နေပြီ။ဖြစ်လာသည်။ဆင်းရဲဒုက္ခခက်ခဲတွေကိုကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုရင် လူတိုင်းအဖိုးတန်လာတဲ့ပလဲတလုံးဖြစ်နိုင်ပါတယ်။ ကလအုံးနဲ့ဝင်ပလွေအပြောချဲတဲ့တဲကန်တရားလွင်ပြင်းမှာကလအုံးရဲ့အကြီးမားဆုံးရန်သူဆိုလို့ဝင်ပလွေပဲရှိတယ်။ကလအုံးကဝင်ပလွေရဲ့ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ကလအုံးမှာပရိရဲ့တစ်မျိုးရှိတယ်။ကလအုံးရဲ့ပရိရဲ့ကရင်ဆိုင်တိုက်ခိုက်တာမဟုတ်ပင်ထွက်ပြေးတာဖြစ်တယ်။ကလအုံးနဲ့ဝင်ပလွေရင်ဆိုင်တိုးတဲ့အခါ ဝံပလွေကတိုက်ခိုက်ဖို့ပဲအလင်းလိုတယ်။ကလအုပ်ကိုချက်ချင်းတိုက်ခိုက်အပိုင်စားဖို့ကြိုးစားတယ်။ကလအုပ်ကဝံပလွေကိုတွေ့တာနဲ့နှစ်ချက်သုံးချက်လောက်អော်ပြီးတုတ်ချေတင်ပြေးတယ်။ပါဇက်နာရောက်ခန်းဤအစာကိုဝံပလွေကပဲလက်လွတ်ခံမလဲ။ကလအုပ်ကပြင်းရင်သူကနောက်ကလိုက်တယ်။ဒီလိုနောက်ကအပြေးလိုက်တာဟာ ကလအုပ်ရဲ့ပရိယေထင်းရောက်သွားပြီဆိုတာကိုဝန်ပလေမသိရှာဘူးပြေးစမှာကလအုပ်ကဝန်ပလေလောက်အပြေမတန်ဘူးပြေးရင်ရှောင်းရင်ဝန်ပလေရဲ့အပြေတဖြည်းဖြည်းနှိမ့်လာတယ်ဝန်ပလေနှိမ့်ရင်ကလအုပ်လည်းလိုက်နှိမ့်တယ်ဂျာဟာဝန်ပလေကိုမျောလင့်ချက်ပေးတာဖြစ်တယ်ကလအုပ်နှိမ့်တာကိုတွေ့ရင်ဝန်ပလေကဆက်လိုက်တယ်ကလအုပ်ကဆက်ပြေးတယ် အာကုံလူဟန်ဆောင်မင်းပြေတယ်။တကယ်အာကုံနေတာကဝန်ပလေးပါ။တဲခန့်ကြရမှာကျင်လေတယ်။ကလအုပ်ကလွယ်လွယ်နဲ့အင်အားပဲကုန်ခန်းနိုင်မလဲ။ဂျာဟာကလအုပ်ကဝန်ပလေးကိုတဲခန့်ကြရနက်နက်ထဲရောက်အောင်မြားခေါ်သွားတာဖြစ်တယ်။နောက်ဆုံးမှဝန်ပလေးခမချီကုံလက်ပန်းကြပြီ။ပါဇက်မှာအမြုပ်ဖြူထားလို့ကန္နရလွန်ကြီးခေါင်ခေါင်မှာအပြန့်လဲကြရတယ် ဂျာဟာရန်သူကိုအလဲဖြိုတဲ့ကလောက်ရဲ့ပရိယဖြစ်တယ်။တကယ်တော့ကလောက်ကရန်သူကိုလက်ယုံအားနဲ့တိုက်ခိုက်အနံ့ယူလိုက်တာမဟုတ်ပါဘူး။ညံအားတီးခတ်နိုင်အားနဲ့အလဲဖြိုအနံ့ယူလိုက်တာဖြစ်တယ်။ညှောလွန့်သွားတဲ့ယူသားဖြောင်းမတ်ခြင်းတော်ထက်တဲ့လူတယောက်ကယူသားဖြောင်းမတ်ခြင်းကိုရေထဲလွှတ်ချပစ်ခဲ့တယ်။ ရိုးသားဖြောက်မှတ်ခြင်းဟာကူးရင်ခရင် ကျွန်းငယ်လေးတစ်ခုပေါ်ရောက်လာတယ်။ရိုးသားဖြောက်မှတ်ခြင်းဟာတဲတောင်ပြင်မှာအနာယူရင်တယောက်ယောက်လာရင်ကူညီတောင်းဖို့စောင့်နေခဲ့တယ်။တောင်းကြတော့အဝေးကနေတချင်းတန်တန်လွင့်လာတာကိုသူကြားမိလိုက်တယ်။သူချက်ချင်းထရက်ပြီးအတန်လာရာကြီးကိုကြည့်လိုက်တော့လေငယ်လေးတစ်စီးသူ့ဘက်ကိုဦးတည်ပြီး လောက်ခတ်လာတာကိုတွေ့တယ်။လေရဲ့အလံပေါ်မှာကြော်ရွှင်ခြင်းလို့ရေးထားတာကိုတွေ့တော့ရူသားဖြောင်းမတ်ခြင်းကလှမ်းအော်တယ်။ကြော်ရွှင်ခြင်းရေပျော်ရွှင်ခြင်းရေငါရူးဖြောင်းခြင်းမှာငါကိုလေကြုံစည်းခွင့်ပြုပါ။ရူးဖြောင်းခြင်းကအကူကြီးတောင်းတာကိုပျော်ရွှင်ခြင်းကကြားတော့ရဲပြီ။ဟာဘယ်ဖြစ်မလဲ။ ယူသားဖြောင့်မတ်ခြင်းရှိရင်ငါပဲပြောတော့မလဲဒီလောကမှာကြည်စံအမှန်တရားတွေပြောလို့မပျော်ရွှင်ရတဲ့လူတွေအများကြီး sorry ပဲနင့်ကိုငါမကယ်နိုင်ဘူးပျော်ပျော်ဆူဆူပျော်ရွှင်ခြင်းထွက်သွားတယ်ပျော်ရွှင်ခြင်းထွက်သွားတော့နေရာဆိုသူရောက်လာပြန်တယ်နေရာကိုတွေ့တော့ယူဖြောင့်ခြင်းကနေရာနေရာငါယူဖြောင့်ခြင်းမှာ ငါကိုနင်းလှင်တဲ့အတူကန့်ကတ်ခွင့်ပေးပါလို့တောင်းဆိုပြန်တယ်။နေရကလှေကိုအဝေးကြီးလော်သွားပြီ။မဖြစ်ဘူးမဖြစ်ဘူး။နင်းကိုငါလှေပေါ်မတင်နိုင်ဘူး။အခုလိုငါနေရရဖို့မလွယ်ခဲ့ဘူး။နင်းကိုသာခေါ်သွားရင်ငါနေရတော့ငါချိန်ချနိုင်မှာမဟုတ်ဘူးလို့ဆိုတယ်။ရိုးဖြောင့်ခြင်းဟာစိတ်ပြက်လက်ပြက်နဲ့နေရရဲ့နောက်ကြောကိုငေးချနေမိတယ်။သူ့အချိမှလည်းနားမလည်မှုတွေ။ တွေ့ဝေမှုတွေရောရှာနေခဲ့တယ်။ဒီလိုနဲ့သူဆက်ဆောင်နေလိုက်တယ်။တောင်းကြတော့စီးချက်မကြီးတဲ့အတန်တခုနဲ့အတူရှင်ပြိုင်ချင်းရောက်လာခဲ့တယ်။ရိုးဖြောင်ချင်းကဝန်တာအာရခေါ်တယ်။ရှင်ပြိုင်ချင်းရေ ရှင်ပြိုင်ချင်းနေ့လင်နဲ့တူငါလိုက်ခဲ့လို့ရမလား။မင်းဘသူလဲ။မင်းကငါတို့အတွက်ဘလောက်အချိုးမြတ်ပေးနိုင်မှာလဲလို့ရှင်ပြိုင်ချင်းကပြန်မိတယ်။ ရိုးဖြောင်းခြင်းကသူဘသူလဲဆိုတာကိုမပြောပြခြင်းမူပြောလိုက်ရင်လှိနဲ့ခေါ်မသွားမှလဲဆိုရယ်ဒါပေမဲ့ရိုးဖြောင်းခြင်းကရိုးဖြောင်းခြင်းမှာပဲနောက်တော့လေကျွန်တော်ကရိုးဖြောင်းခြင်းမှလို့သူကပြောလိုက်တယ်။အော်မင်းကရိုးဖြောင်းခြင်းကိုမင်းကငါ့ကိုတတ်တတ်ဒုက္ခပေးတာနဲ့တူမနေဘူးလားကွာ ရှင်ပြိုင်ခြင်းတွေတလောက်များနေတဲ့အချိန်ငါတို့ရဲ့မရိုးသားတဲ့ရှင်ပြိုင်မှုမှာ မင်းပါလာလို့ပဲဖြစ်မလဲပျော်ပျော်ဆူဆူရှင်ပြိုင်ခြင်းကထွက်သွားတယ်။ရိုးဖြောင်ခြင်းကမျောလင့်ချက်မဲနေချိန်မှာအဝေးကနေအတန်တန်ကိုသူချလိုက်တယ်။လူလေးလာတိပေါ်တတ်ပါ။သပင်ဖြူဖြူဖွေးဖွေးအဖိုးအူတူကသူ့ကိုလှမ်းခေါ်လိုက်တယ်။အဖိုးကအချိန်မှာဘာဖြစ်လို့ကျွန်တော်ကိုကဲရတာလဲ။ ရိုးသားဖြောင့်မတ်ခြင်းဟာဘလောက်အရေးပါတယ်ဆိုတာအချိန်ကပဲသိလို့ပါ အပြန်လမ်းမှာလှိမ့်မှောက်နေတဲ့ပျော်ရွှင်ခြင်းနေရာနဲ့ရှင်ပြိုင်ခြင်းကို တွေ့တော့အဖိုးအိုကတက်ပြင်းရှိကြီးချပြီအင်းရိုးသားဖြောင့်မတ်ခြင်းမရှိရင်ပျော်ရွှင်ခြင်းကလည်းကြာရှည်မတည်မြဲဘူးနေရာလည်းမမြဲဘူးရှင်ပြိုင်ခြင်းလဲကြရှုံးမှာပဲလို့ဆိုပါတယ်။ငိုရာနဲ့ရဲတာ ဘဝမှာနှစ်ခုစလုံးအရေးပါတယ်။ဒီနေ့မှာဒီဇိုင်နာမိတ်ဆွေတူနဲ့စကားပြောနေရင်ကလေးတွေအကြောင်းကျွန်တော်တို့ပြောဖြစ်ကြတယ်။ကလေးလဲကြသွားတဲ့အခါသူက ကိုယ်တိုင်ထရက်မငုံနဲ့လို့ပြောတတ်တယ်လို့ဆိုရင်ကိုယ်တိုင်ထရက်တာကကောင်းတယ်။ဒါပေမဲ့လဲကြပြီဆိုမှတော့အသားနာမှာပေါ့။အသားနာရင်ငုံမှာပေါ့လို့ကျွန်တော်ပြောတော့မိတ်ဆွေကရေတယ်။ ကလေးတွေကို လူတဘာဝနဲ့ဆန့်ကျင်တာကိုတောင်းဆိုမိမှန်သူကိုယ်သူတတိပြုမိခဲ့လို့ကောင်းပြီလေတမီးဆိုရင်ကျွန်တော်ပင်ငုံမယ်တယောက်ျားဆိုရင်တော့မငုံနဲ့လို့ကျွန်တော်ပြောမှာပဲဟာယောက်ျားလေးမငုံရဘူးလို့ဘသူပြောလဲယောက်ျားလေးလည်းလဲကြရင်နာတတ်တာပဲငိုလို့ရတယ်မိတ်ဆွေရဲ့အပြောကိုကျွန်တော်အတန်မြင်မိမိတယ်မိတ်ဆွေကရဲပဲရဲနေခဲ့ပြီ ဘာမှပြန်မပြောဘူးကျွန်တော်မိတ်ဆွေငငယ်လေးတွေကမငိုတက်ခဲ့သူကြီးလာတော့လည်းမငြိထွားတတ်သူဖြစ်တယ်သူကချက်မြက်သူတာဝန်တည်တတ်သူအပြစ်ရှာစရာမရှိကောင်းမွန်သူဖြစ်ပြီးလူတွေရေမောအောင်လဲလုံနိုင်သူ ဖြစ်တယ်သူ့ကိုကြွေတိုင်းပျော်ရွှင်ပြုံးရည်နေတတ်တယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ရှုပ်ချိန်မှာကျွန်တော်တို့ကိုသူစကားမပြောတတ်တော့ဘူး ကျွန်တော်တို့ကိုဘယ်လိုနှစ်သိမ်းရမယ်ဆိုတာသူမသိတော့ဘူးမကောင်းတဲ့ခံစားမှုကိုသူရင်မဆိုင်ဝင်လို့ဖြစ်တယ်။ဘာမဆိုပြီးပြည့်စုံတဲ့သူတယောက်မှဘာလို့အပ်ခဲလဲ။ဒါကသူကိုယ်တိုင်ပဲသိမယ်လို့ကျွန်တော်ထင်တယ်။သူဟာလူကြီးဖြစ်နေခဲ့လို့သူ့ကိုပြောင်းလဲဖို့ကခက်သွားပါပြီ။အားကြောင့်လဲဆိုတော့အဲ့ဒီအချင်းကသူငငယ်တဲ့ကသူစီပါလာလို့ပါ။ အေဂျင်မာနေတဲ့ရုပ်ရှင်မင်းသမီးတူရဲ့သမီးတိုက်ပေါ်ကခုံချပြီးကိုကိုကိုစီရင်လိုက်တဲ့တဲ့တဲ့ရင်းစာမှာကျွန်တော်ဖတ်လိုက်ရတယ်။ယောက်ျားဖြစ်သူကဇနီးကိုမငုံနဲ့ကို့အပြန်ကိုစောင့်နေလို့ဖုန်းဆက်ပြီးပြောတယ်။ကျွန်တော်နားမလည်နိုင်ဘူး။သမီးတည်ဆုံသွားတဲ့မိခင်တယောက်ကိုမငုံနဲ့တဲ့ဘလို့များပြောရက်ခဲပါလေ။ ငိုလိုက်ရင်မကောင်းဘူးလားငိုလိုက်တာနဲ့မကြံ့ခိုင်းတော့ဘူးလားတမင်းကိုဆုံရှုံလိုက်ရတဲ့မိခင်တယောက်မှ၃ရက်၃ညငိုပိုင်ခွင့်ရှိပါတယ်။နာကျင်လို့ငိုတာမငိုသင့်ဘူးလားရှင်내ကခံစားချက်ကိုထုတ်ဖော်မပြရတော့ဘူးလားကြံ့ခိုင်းနေရဲရဲနေပျော်ရွှင်နေအကောင်းမြင်နေဒါရီဟာလှပတဲ့အချင်းစရိုက်တွေဖြစ်တဲ့ဒါရီကိုကျွန်တော်နှစ်သက်တဲ့ ဒီလိုအချင်းစရိုက်တွေကိုတင်ယူဖို့လဲသဘောတူတယ်။ဒါပေမဲ့ခံစားချက်ဖြစ်တဲ့နာကျင်တာဒေါသဖြစ်တာစိတ်ညစ်တာစတဲ့ဒီလိုစရိုက်တွေကလည်းလူဘဝမှာတစိတ်တသေးတာပါဝင်ပါတယ်။ဒီလိုခံစားချက်တွေမှာထွက်ပေါက်ရှိဖို့လဲအရေးပါပါတယ်။ကိုယ်ခံစားချက်ကိုထုတ်ဖော်မပြနိုင်နဲ့လူကြီးတယောက်ဟာကိုသားသမီးတွေကိုလည်း ကောင်းတဲ့ခံစားချက်တွေသာထုတ်ပြစေပြီး မကောင်းတဲ့ခံစားချက်တွေကိုထုတ်မပြစေတတ်ကြဘူးငိုဝီဆိုရာနဲ့သူတို့ပြောတတ်တဲ့တခွန်းနဲ့သောစကားကမငိုနဲ့မငိုရဘူးဆိုတာပဲဖြစ်တယ်ခံစားချက်ခွဲခြံစိတ်ပြတဲ့ပညာရှင်အဲလစ်မိုင်လာက သူ့စာအုပ်ထဲမှာဒီလိုစာလေးတစ်ပိုက်ရေးထားတယ်ဘာကိစ္စပဲအရာကိုမစုံကျမကိုစိတ်ညစ်စေ ကြားမမဟုတ်ပျော်ရွှင်စေခဲ့ရင်ကျမကလွတ်လွတ်လပ်လပ်ထုတ်ဖော်ပြတတ်တဲ့သူတစ်ပါးပျော်ရွှင်အောင်ဆိုပြီးကျမဟန်ဆောင်မရေတတ်ဘူးသူတစ်ပါးရဲ့လူအင်ထက် ကိုယ့်ရဲ့စိတ်ရှုပ်စရာပူပင်တော့ကားတွေကိုမဖိနှိပ်ထားခြင်းမူကျမစိတ်တူလို့ရတယ်ဘသူကမှဒီအတွက်ကောင်းကြိုက်ပြီးတည်မသွားနိုင်ဘူးကျမရဲ့ခံစားချက်ကိုထိပါလာရင် ကျမဒေါသထွက်လို့ရတယ်။ဒီကြောဘသူကမှမဆုံရှုံသွားစေဘူး။တကယ်လို့ငိုနေတဲ့ကလေးတယောက်ကဘာကြောင့်ငိုနေမှမသိရင်မငိုနဲ့ထပ်ငိုရင်မချစ်တော်ဘူးနော်။ထပ်ငိုရင်ဒုက္လာပြီနော်။လူလူကြီးတွေက အရင်ပြောတတ်ကြတယ်။ကလေးငယ်တွေအငိုတိတ်သွားသည့်တိုင်အောင်သူတို့စိတ်ထဲမှာချိန်လန်နာရီပိုကိန်းအောင်နေတော့တယ်။ ငိုရာနဲ့မိဘတွေမချစ်တော့ဘူးငိုရာနဲ့အပြစ်ပေးခံရမှာကို သူတို့ဆိုရင်လို့ဖြစ်တယ်ကိုပိုင်ခံစားချက်ထုံမပြစေပဲကလေးငယ်တယောက်ကိုလိန်မာတဲ့ကလေးတယောက်ဖြင့်သင်နိုင်သလိုမိမိကိုယ်ကိုယုံကြည်မှုမဲ့တဲ့ကျပါသူရဲ့ခံစားချက်ကိုနားမလည်ပေးချက်တဲ့သူအဖြစ်လည်းသင်နိုင်ပါတယ်ကလေးပုံပြင်စာအုပ်ထဲကပုံပြင်တစ်ပုဒ်ကဒီလိုဆိုပါတယ် ချားနာနေတဲ့အဖွာကိုတေမင်းလာခေါ်တော့မယ်ဆိုတော့ညီရီကအဖွာကိုတေမင်းလက်ထဲမထည့်ရပင်အချိန်ကိုဆွဲနိုင်သမျှဆွဲထားလိုက်တယ်။ဒီတေမင်းကကျွန်တော်တို့ထင်သလောက်ကြောက်စရာမကောင်းပါဘူး။ဒီတေမင်းကပေါ်ရွေတယ်။ညီရီကိုသူက ပုံတပုတ်ပြောပြပါတယ်။ရှေရှေတုန်းကဝန်းနေချင်းငိုကြွေးချင်း ဆိုတဲ့ညီကိုနှစ်ယောက်နဲ့ပျော်ရွှင်ချင်းရေမောချင်းဆိုတဲ့ ညီမနှစ်ယောက်ရှိတယ်။တနေ့မှညီကိုနှစ်ယောက်နဲ့ညီမနှစ်ယောက်စုံပြီးချစ်ကြိုက်ကြတယ်။ချစ်ကြိုက်ပြီးမင်္ဂလာပွဲကျင်ပါတယ်။ဝမ်းနည်းခြင်းကပျော်ရွှင်ခြင်းနဲ့လက်ထပ်တယ်။ငိုကြွေးခြင်းကရေမောခြင်းနဲ့လက်ထပ်တယ်။သူတို့ဟာအိုမင်းနဲ့ချင်းနေထိုင်ကြပြီးဝမ်းနည်းခြင်းတည်ဆုံတဲ့နေ့ပျော်ရွှင်ခြင်းလဲလိုက်သေးတယ်။ငိုကြွေးခြင်းတည်ဆုံတဲ့နေ့ရေမောခြင်းလဲလိုက်သေးတယ်။ ညီလေးတွေကသေမင်းရဲ့ပုံပြင်ကိုနားချောင်းမိခန်းစားချက်တမျိုးပြောင်းသွားတယ်။ဒါဟာကျွန်တော်တို့ပြောတဲ့သဘာဝတရားဖြစ်ပြီးရှင်နာရှိရင်သေတာလည်းရှိတယ်။ဝန်းနေချင်းတွေရှိမှပျော်ရွှင်ခြင်းကိုပိုတန်ဖိုးထားတတ်တယ်။တကယ်လို့သေဆုံးခြင်းသာမရှိခဲ့ရင်ဘဝရဲ့တန်ဖိုးကိုဘယ်လိုနားလဲကြမလဲ။တကယ်လို့မိုးရေမရွာခဲ့ရင် လှပတဲ့နေရောင်ခြေတွေပဲထွန်းတောင်းနိုင်မလဲ။ဒါကြောင့်အကောင်ဆိုးလက်ခံနိုင်အောင်ကြိုးစားရမယ်။ဈာမဘဝမှာတူညီတဲ့အတိတ်ပဲရှိမှန်။တည်နာလေမှာဖြစ်တယ်။ကျွန်တော်ရဲ့ကလေးတွေအမြဲပြုံးရနေအောင်ကျွန်တော်မျှော်လင့်ပေးမယ်။ငိုချွေးချိန်မှာစိတ်မှာဇာမမငိုနဲ့လို့ကျွန်တော်မပြောချင်ခဲ့ဘူး။နာရင်ငိုတတ်တယ်။စိတ်ထိခိုက်ရင်လည်းငိုတတ်တယ်။ မပြောရင်လည်းငိုတတ်တယ်။ကိုရိုင်းငိုဘူးမှ သူတပားငိုတာကိုရင်ဆိုင်ရဲမယ်။ကိုရိုင်းငိုဘူးမှ သူတပားငိုတာကိုနားလဲခံစားတတ်မယ်။အားလုံးဟာညီတူညီမျှဆိုတာကိုနားလဲမယ်။သူတပားအကူညီမဲ့လဲပြိုချိန်မှာသူ့အတွက်ငါဘာလုပ်ပေးနိုင်မလဲဆိုတာကိုထွေချောမိမယ်။ဝါအောင်ငိုလိုက်။ဘာအတွက်ကြောင့်ငိုငိုဝါအောင်ငိုလိုက်။ တားပြီးမှဖေဖေရှိနေမယ်။ခလေးတွေငိုတဲ့အခါဒီလိုပဲကျွန်တော်ပြောချင်ခဲ့တယ်။နောက်တစ်ချိန်မှသူတို့ဟာသူတစ်ပါးကိုနားလည်နိုင်တဲ့နူညံတဲ့သူသူတစ်ပါးကိုနှစ်သိမ့်ချပြီးကိုကိုကိုလည်းနှစ်သိမ့်တတ်သူဖြစ်စေဖို့ကျွန်တော်မျှော်လင့်မိပါတယ်။မူရင်းရေးသားသူထိုင်ဝမ်စာရေးဆရာမကာရယ်ဟုတ်ကဲ့ကျွန်မခုဖပြပေးသွားတာကတော့ ဆီယမနိုင်နိုင်စနေရဲ့ပျော်ရွှင်တဲ့အပြုံးပွင့်ဖန်ဆင်းခြင်းဆိုတဲ့စာအုပ်ထဲကစာစုတချို့ပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးများဓမ္မရှင်။